လူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုတ်တယ်လူတွေရဲ့အသိဉာဏ်တွေကလည်းဆုတ်တယ်လူတွေရဲ့ကိုကျင်တရားတွေကလည်းအကုန်ဆုတ်တာစားမှမဖတ်ကြပဲဘူးအလိမ္မာစားမှရှိသည်ဆိုတာတွေ့လိမ့်မလားဆောင်းပုံလေးဟုတ်တယ်မလားအဟုတ်ကိုအလိမ္မာစားမှရှိတာဗျစားဖတ်မှကဘာပေါ်မှာစားဖတ်ဆုံးနိုင်တာအိန္ဒိယနိုင်ငံလိုကြားဦးတယ်ဟုတ်လောက်တယ်ဘုန်းကြီးကနိုင်ငံသားမှာတီးလင်္ကာနိုင်ငံမှာ၅နှစ်အိန္ဒိယနိုင်ငံမှာ၃နှစ်ဘုန်းကြီးနေဦးတယ်ဟုတ်တယ် လေးလေးတွေอ่ะလေအာကားစောင်းနေကြတယ်အเจ้าကားတွေစောင်းနေဆိုစာအုပ်ကြီးတွေအထူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပို့နေတာသူတို့စီတုံးစားမရှိဘူးကိုယ်နိုင်ငံနဲ့ခင်ပြီးတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ်စာအုပ်လည်းကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုချိုလေးတွေတိတ်ပေါ်တာဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ်လူဦးရေတန်း90ကျော်ရှိတယ် အုတ်ရင်900ရိုက်တာမကုန်ဘူးတဲ့ဘယ်နဲ့လုံမလို့စားမှမဖတ်ကြပဲနဲ့ဟုတ်ပြီဟုတ်ပြီနော်ဘုန်းကြီးရဲ့ဘွယ်ငငယ်တုန်းကဆရာသမားပေးတဲ့ဘွယ်လေးကတော့နှလုံးနဲ့ပဲစန္ဒတဲ့စန္ဒစန္ဒဆိုတာကြာသူကလလို့အဓိပ္ပာယ်ထွက်တယ်ကိုကောင်းကင်ကလကိုပြောတာနော်အင်္ဂလိပ်လိုတော့ moon လို့ဆိုတဲ့လကိုပြောတာပေါ့ဟောမန္တလေးရောက်လာတော့နေတဲ့အကြောင်းတဲ့ကဆရာတော်ကြီးကသာသနာပိုင်ဆရာတော်ကြီးရွှေချင်းသာသနာပိုင်ဆရာတော်ကြီးပေါ့ နဝမရွှေကျင်သာနာပိုင်းစံကင်းဆရာတော်ကြီးတဲ့အဲ့ဒီဆရာတော်ကြီးရဲ့ဘွဲကလည်းသူကအရှင်စန္ဒပေါ့ဗရန္ဒစန္ဒပေါ့နော်အဲ့ဒီကြောက်ကြောက်သွားတော့အဲ့ဆော်ကြီးကသူ့ဘွဲနဲ့တူးနေလို့ဆိုပြီးတော့ပြောင်းပေးလိုက်တာစန္ဒကလည်းနှလုံးထဲကနေပြီးတော့စန္ဒနာတာရဆိုပြီးတော့သူကစလုံးပြောင်းသွားတယ်လို့အထိပယ်လည်းလုံးဝပြောင်းသွားတာစန္ဒကတော့သူကလာလို့အထိပယ်ထွက်တာစန္ဒနာကြတော့စန္ဒကူပေါ့နော်အခု အမွေးနန်းနာတွေထွက်တဲ့စန္ဒကူးဆိုတဲ့အထိပဲထွက်သွားတာတာရကြတော့အနှစ်ပေါ့နော်စန္ဒကူးနှစ်ဆိုတဲ့အထိပဲထွက်သွားတာဘုန်းကြီးကမန်လေးဦးသုတရာအောင်မှာကိုအသက်၉နှစ်အရွယ်လောက်ကတည်းကရောက်တာမန်လေးဦးသုတရာတော့ဝါဆိုเจ้าမှာအနှစ်၂၀လောက်နေခဲ့တာပေါ့နောက်ပိုင်းကျတော့ဟိုဒီဒီပညာသင်တွေပေါ့မင်းကွန်တိပိတကနိကာယအကြောင်းတိုက်ကြီးမှာလည်းနေဘူးတာပဲ1340ခုနှစ်ကနေ1345ခုနှစ်အထိစဖွင့်တဲ့အချိန် မင်းကောင်တိပိကဒရဆရာတော်ဘုရားကြီးအဲ့ဒီကြောင်းတိုက်ကိုစဖွင့်တဲ့အချိန်ဘုန်းကြီးတို့ရောက်သွားကြတာ၅ပါးထဲမှာဘုန်းကြီးကအဲ့ဒီမှာအသက်အကြီးဆုံးပဲဝါအကြီးဆုံးပဲအဲ့ဒီမှာလဲ၅နှစ်နေခဲ့တယ်အဲ့ဒီကနေမှကြောင်းမဲကိုရောက်သွားတာကြောင်းမဲမှာလဲအခုနေတာဆိုရင်တော့အနည်း40ကျော်သွားပြီကြောင်းမဲရောက်တာအနည်း40ကျော်သွား40ကျော်သွားပြီးတော့တို့တို့ပြောကြရမယ်ဆိုရင်တော့နော်မနှစ်ကဘုန်းကြီးက ရန်ကုန်မှာနိုင်ငံတော်တန်ခါမာနိုင်ကတာဝန်ထမ်းဆောင်တယ်လေထမ်းဆောင်တော့အစည်းအဝေးရှိလို့ဆိုပြီးတော့ဘုန်းကြီးကဆင်းလာတာဂျွန်လာတယ်ပဲအခုဒီဂျွန်လာတယ်ပဲဗျာဆင်းလာတာဂျွန်လာ23ရက်နေလောက်မှတည်းဆင်းလာဂျွန်လာ23ရက်နေလောက်ဆင်းလာတဲ့အခါမှာဂျွန်လာ25ရက်နေကျတော့သူတို့ရှမ်းမြောက်မှာအရေးခင်းနေသူတို့ဖြစ်ကြတာပဲနောက်တဲ့ကြော့ပေါ့လေဟုတ်လားနော်အားလုံးသိကြတဲ့ အရေးခင်ရဲ့နောက်ဆက်တွဲဖြစ်တော့ဘုန်းကြီးကမပြန်နိုင်တော့ဘူးကြောင်းမဲဘုန်းကြီးကပြင်ဦးလယ်မှာလဲကြောင်းတဲ့ကြောင်းရှိတယ်မဟာအောင်ကြီးကြောင်းတိုက်တယ်အဲ့ဒီကိုလဲပြန်ဖို့စိတ်ကူးသေးတယ်ဝါဆိုဟာနေတော့ပြန်ဖို့စိတ်ကူးလို့ဒကာရကမာတွေကဝိုင်းပြီးတော့တားကြတယ်ကြွားမနေပါနဲ့တော့ဗျာအဲ့ဒီမှာလဲပဲအေးဆေးဆေးမရှိပါဘူးဟုတ်တယ်အဲ့ဒီတော့ပြင်ဦးလယ်ကလဲအေးဆေးဆေးမရှိဘူးပြင်ဦးလယ်ကလည်းတောင်မှအောက်ကိုဆင်းနေကြတာဆိုတော့မပြန်ဖြစ်တော့ဘူး မပြန်ဖြစ်တော့အခုလက်ရှိနေနေတဲ့ကြောင်းတိုက်လေးကတော့ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်ထားဆင်သူ16ရပ်ကွက်ရန်ရှင်းမြို့ပတ်လမ်းမဟာအောင်မြေကြောင်းတိုက်ဒီကြောင်းတိုက်မြေနေရာလေးကလွန်ခဲ့တဲ့3နှစ်လောက်ကတည်းကဝိသေဆန်းဆိုတဲ့နော်စားတောက်ဆိုင်မိသားစုပေါ့ရန်ကုန်မှာအင်းစီကုန်ဘိုးဘွားရိတ်သား အပေါဝါဒမှာရှိတယ်ပွင့်သစ္စာစတော့ဆန်ပွင့်သစ္စာအဲ့ဒီကဒကာကြီးနဲ့ဒကမာကြီးကဒကာရင်းတွေပဲဆိုကြပါစို့ဒကာကြီးဥဆိုးတန်းထွန်းနဲ့ဒကမာကြီးဒေါခင်ဒေါခင်မေတန်းနဲ့အဲ့ဒီထဲကဒကမာကြီးဒေါခင်မေတန်းကဘုန်းကြီးတို့ကြောက်မဲသူကြောက်မဲသူလုံခဲ့တဲ့၃နှစ်လောက်တည်းကသူကဒီမြေလေးကိုလှူထားတာအရှိန်အောက်ကပေ300တောင်မြောက်ကပေ200 အရာစကားနဲ့ပြောရင်တော့တေအေကာခွဲလောက်ရှိတာပေါ့ဘုန်းကြီးကဒကာကြီးကိုပြောပြတယ်ကြောင်မဲနေရတာကြံတဲ့ຢာစီဥလူတွေမှာတော့ကောင်းတယ်ဆောင်းတွင်းကြတော့ဗမာလိုဆိုရင်တော့နေတော်ပြဆိုအင်္ဂလိပ်ဆိုရင်ဒီဇင်ဘာဇန်နဝါရီနှစ်လလောက်ကတိတ်အေးတာရန်ကုန်မှာဆောင်းဆောင်ရင်လာနေခြင်းလေဆိုပြောတော့ဒကမာကြီးကသူတို့ပိုင်တဲ့မြေခွက်တော်ရှိတယ်ရွှေပြည်သာမြို့နယ်ထဲမှာလိုက်ပြီးတော့ကြည့်အောင်သဘောကျရင်တော့လှူတာပေါ့ဗျာဆိုတာနဲ့ဒီနေရာလေးကို တို့ကလိုက်ပြနေဘုန်းကြီးကလွန်ခဲ့တဲ့၃နှစ်လောက်တည်းဘုန်းကြီးကအလူခံထားတာမလုံးဖြစ်ဘူးဘာမှအဆောက်အဦတွေပါတယ်အဲ့ဒီမှာမနှစ်ကတော့ဝါဆိုတော့မနှစ်ကမို့တမြန်နှစ်ကပေါ့တဲလေးဆောက်တယ်ပြီးတော့ဥစဉ်တစ်ပါးနဲ့ကိုရင်လေး၅ပါးလောက်ထားတယ်ဘာမှမရှိပါဘူးလေခွင်းမြင်ကြီးပါဘွက်တော်ကြီးဘွက်တော်ကြီးမိုးရွာပြီဆိုရင်ဘွက်တေးကြီးပဲဘွက်တေးကြီးပဲအဲ့လိုရင်းနဲ့နေလာတော့မနှစ်ကဝါဆိုလာဆန်း၁၄ရက်ပေါ့နော်ဟို နိုင်ငံတော်တန်ခါမာနိုင်ကတာဝန်ပြီးတဲ့အချိန်မှာဘုံညက်ဒီကြောင်းဝင်လာနေလဲရတာအခုချိန်ကြီးပဲ17လရှိသွားပြီနောက်လာဆိုရင်တော့တနည်းပြည့်တော့မှာဒီဘုံကြီးရောက်မှာဒီအဆောက်အဦတွေကအကုန်လုံးလှုပ်ထားတာအရင်တော့ကတော့အမိုးလေးပဲရှိတယ်ဒီအဆောက်အဦကဘာမှမရှိဘူးအုံတိုင်းဆိုတာအဝေးကြီးကျောင်းကဦးစင်းကွင်းနေဆိုပစ္စည်းတွေပျောက်ကြတာပဲကလေးတွေဆိုတာတိတဲ့အတိုင်းပေါ့သူတို့ဒယ်လီဖုန်းလေးတွေညတိုင်းကြည့်ကြအဲ့ရှင်ဒါလေးဘုံဆိုကြမနေ့ကျတော့မရှိတော့ဘူးအုံတိုင်းမှာမရှိပဲဘူး ဒီဘုံကြီးเจ้าမှာမဟုတ်ဘက်ကเจ้าနေလဲပဲအုံတိုင်းမရှိတဲ့เจ้าနေသူเจ้าနေမှာရှိတဲ့ကားတွေပါတယ်ကအဖိုးတန်တဲ့ပစ္စည်းတွေကိုဖြုတ်ယူတာပဲတဲ့နော်ဟောနော်ကာလာဝိပတ္တိဆိုတော့စာရေးတော်ရေးတွေခရင်ကုန်တော့ဘာပစ္စည်းမှမခံနိုင်ဘူးနော်အကုန်ဝင်းယူတာဒီမှာလည်းပဲအခုဒါတိဆောင်ရေးကာလာတုန်းကအခုမှဘုံကြီးတို့ကတန်တကားတွေပါနေလုံသွားလို့တိဆောင်ရေးကာလာမလုံကြုံတော့များဆိုဒီထက်မှာပယံဆရာလက်သမားဆရာတွေရဲ့သူတို့အုံးတဲ့ပစ္စည်းတွေကိုပျောက်တယ် ဆိုရပါစို့ဟိုဟာဖြတ်တဲ့ဆက်ဒီဟာဖြတ်တဲ့ဆက်အတူထွာလေးတွေလေမရှိဘူးအဲ့ဒါမနဲ့ကြရအောင်အဲ့လိုကိုဖြစ်တာတရားပြက်ကုန်ကြတာပေါ့တရားပြက်ကြတာပေါ့နော်ကြောက်စရာသိကောင်းလူတွေရဲ့သဘောဒါကလည်းအပြစ်တော့ပြောလို့မဖြစ်ဘူးပေါ့နော်ဘာလဲဟိုဥမတောက်မှတီလာစောက်နိုင်မယ်ဆိုတော့ဟုတ်တယ်မလားနော်စားစရာတောက်စရာပြည့်စုံနေမှလူဆိုတာကတီလာဆိုတာလုံခြုံနိုင်တာပေါ့စားစရာတောက်စရာမှမပြည့်စုံတော့လေအဲ့ဒါလိုခဲရင်ကုန်ကြတာ ခက်ပြက်ကာလာကြီးပါပဲမကောင်းပါဘူးနော်အဆိုလေးတစ်ခုတောင်ရှိတယ်ဘုန်းကြီးကလူတဲ့လူကဘလူးဆိုတာအဲ့ဒီခက်သေးကိုရောက်လာတာဖြည်းဖြည်းနဲ့ကောင်းလာဖို့ကတော့မမြင်ဘူးသူကဗုဒ္ဓမြတ်စွာသာသနာ့ရဲ့ထုံးစံရာကိုသူကဆုတ်ကပ်ပဲလူတွေရဲ့တက်တန်းကလည်းတဖြည်းဖြည်းဆုတ်တယ်လူတွေရဲ့အသိဉာဏ်နေတာလည်းဆုတ်တယ်လူတွေရဲ့ကိုကျင့်တရားတွေကလည်းအကုန်ဆုတ်တာစာမမဖတ်ကြပဲဘူးအလိမ္မာစာမရှိသည်ဆိုတာတွေ့လိမ့်မလေးဆောင်းပုံလေးဟုတ်တော့မလားဟုတ်ကိုအလိမ္မာစာမရှိတာဗျ စာဖတ်မှာကဘာပေါ်မှာစာဖတ်ဆုံးနိုင်ငံဟာအိန္ဒိယနိုင်ငံလို့ကြားဦးတယ်ဟုတ်လောက်တယ်ဘုန်းကြီးကနိုင်ငံသားမှာတီးလင်္ကာနိုင်ငံမှာ9နှစ်အိန္ဒိယနိုင်ငံမှာ3နှစ်ဘုန်းကြီးနေဦးတယ်ဟုတ်တယ်ကလေးလေးတွေကလေအာကားစောင်းနေကြတယ်အเจ้าကားတွေစောင်းနေဆိုစာအုပ်ကြီးတွေသူကြီးတွေအင်္ဂလိပ်စာအုပ်ကြီးတွေဖတ်နေကြတာဒီလိုတယ်လီဖုန်းတွေဟိုပို့ဒီပို့ပေါ့နော်သူတို့စီတုံးစာမရှိဘူးကိုယ်နိုင်ငံနဲ့ခင်ပြီးတဲ့နိုင်ငံတွေပဲစာတွေဖတ်တယ် စာအုပ်လေးကဘာပေါ်မှာဈေးချိုဆုံးနိုင်ငံပဲအိန္ဒိယနိုင်ငံတကယ်အဖိုးတန်စာအုပ်တွေဆိုဈေးချိုချိုလေးတွေတိတ်ပေါ်တာဗမာနိုင်ငံကိုစဉ်းစားကြည့်ပေါ့လူဦးရေတန်း90ကျော်ရှိတယ်အုပ်ရေ900ရိုက်တာမကုန်ဘူးတဲ့ဘယ်နဲ့လုပ်မလို့စာမှမဖတ်ကြပဲနဲ့လူတသိန်းမှတအုပ်ထုံးလောက်ရှိတော့တာပေါ့အထိပဲနော်အဲ့လိုမှစာမဖတ်တဲ့လူမျိုးတွေကတော့အကုန်လုံးနောက်ကျမှာပဲဒါတွေပါနောက်ကျကုန်တာဘာမှမဖွံ့ဖြိုးတော့ဘူး ဘုန်းကြီးကတော့ပရိယနယ်ပယ်ပါပဲဘုန်းကြီးတို့ကလည်းတစ်သက်လုံးပရိယနယ်ပယ်မှာနေလာနေလာတာဖြစ်တဲ့အတွက်စာတင်တိုက်ပါပဲတတ်နိုင်သလောက်ကိုကအသက်ကြီးသွားလို့စာပေမပို့ချနိုင်ကိုတပည့်သားမျိုးတွေရှိတယ်သူတို့လက်နှွဲရမှာပေါ့လေပရိယတိကြောင်းတိုက်ပါပဲပฏิบัติနယ်ပယ်တော့ဘုန်းကြီးကကြွလဲမကြွမအောင်ကိုလုပ်ငန်းရိုးရာလောက်ပဲဘုန်းကြီးကလှုပ်တာပါကိုမကြွကျင်တဲ့နယ်ပယ်တော့ဘုန်းကြီးကမကူးခတ်ပါဘူး အားလေးကတော့ဧကံကြောင်းလေးဖြစ်ဘုန်းကြီးလေးနေဖို့ဆိုပြီးသူကအပြေးလွှားဆောက်ထားကြတာဒီဆောင်လေးရတော့လေအခုနောက်ဘက်မှာမိဖို့ဆောင်လေးနေဟိုဒီဘက်ကလေးကချက်တဲ့ပြုတ်တဲ့လူတွေဧည့်သည်ဆောင်ဖို့ဆိုကြပါစို့နော်လိုအပ်တာတွေကလည်းလိုအပ်တာပဲလေတကယ်အစာအုပ်တစ်ခုဌာနတစ်ခုရှိပြီဆိုရင်မိဖို့ဆောင်တို့ချက်တဲ့ပြုတ်တဲ့ဝေယောစာဖွဲ့တွေနေဖို့ထိုင်ဖို့လို့ဟုတ်တယ်မလားနော်လိုအပ်တာဖြစ်တဲ့အတွက်ဒီနောက်ဘက်မှာရေတရရောဆို၃ဓာတ်အဲ့ဒါလေးကဆောက်တာဘုံမပြီးသေးဘူး ိုးတောင်းမှာအရှိတောင်းတောင်းမှာစောင်းတာအဲ့ဒါတိမ်ချောင်းတိုက်ပဲတိမ်ကသမုတ်ပြီးပြီတိမ်အဆောက်ဦးစောင်းနေတယ်။အိုးအရှိမြောက်တောင်းမှာကျတော့ဘုန်းကြီးနေဖို့ကြောင်းထေရတနာကျောင်းလို့ခေါ်တာဗောလေမထေကြီးကျောင်းတိုင်းဆရာတော်နေတဲ့ကျောင်းဆိုစောင်းတာအခုဝင်ဝင်ချင်းညာဘက်ကအဆောင်လေးကစောင်းတာလေးကအာလုံးပေါင်းတန့်စင်ကန်းဗောအဲ့ဒါလေးကတော့ခင်မီတန့်စင်ကန်းလေးတာမန်ဆန်းတန့်စင်ကန်းမဟုတ်လေစိတ်တွေမှာတုံးတယ်လေဝင်သွားလိုက်ရင်သူကဘယ်ညာ မျိုးသားမျိုးပြအကန့်လေးနဲ့အထက်ထဲအခန်းဖွဲ့စည်းပုံနေရတယ်အဲ့ဒီပုံစံလေးတိုင်းဘုန်းကြီးဆောက်တာယေရှုများပါတယ်ဘုန်းကြီးတို့ကြောင်မဲ့အဆက်ဆိုကြပါစို့အရင်တော့ကတော့သူတို့ဝတ်ဝန်လို့ခေါ်တယ်ဟိုပိတ်ချင်းမြောင်ရောက်ခူးရမှာပါအများနာမည်ကြီးပါတယ်အဲ့ဒီပိတ်ချင်းမြောင်မှာပန်သာလို့ခေါ်တဲ့စားတောက်ဆိုင်တဆိုင်ရှိတယ်အဲ့ဒီဆိုင်ကဒကာကြီးဒကာမကြီးတွေအရန်ကုန်မှာခုရှမ်းရိုးရာဆိုပြီးတော့စားတောက်ဆိုင်ဖွင့်နေရတယ်၃ဆိုင်လောက်ရှိတယ်လို့ပြောတယ် ရန်ကုန်ကအလုံလမ်းထဲမှာလည်းဒီဇိုင်းရန်ကုန်စုလင်နာမှာဒီဇိုင်းရန်ကင်းမှာဒီဇိုင်းရှိတယ်ပြောတယ်သူတို့ကနေဥဆောင်နေပြီးတော့ဒီဟာအဆောက်အဦတွေစောင့်နေတာတော်တော်ကျေးဇူးများပါတယ်သူတို့ခုလောလောဆယ်ကိုပဲဒီအဆောက်အဦတွေပတ်သက်ပြီးသူကတိမ်မောင်းကိုတောင်းကြော်နေပြီသူတို့ကလှူနေတာအုံတိုင်းနေလှူတယ်ရေအဝီစီတွင်လှူတယ်ဆက်တိုက်လှူတယ်ရေစင်တွေလှူတယ်ပိန်ကျောင်းဆောင်လှူတယ်ဒီဘက်ကအဲ့ကျောင်းဆောင်လှူတယ်အော်ကျောင်းထဲမှာမြေဖို့ရတာ၃ဘီလောက်ဖို့ထားတာ နှုတ်မလို့မဖို့ရင်ဝါရီတွေပဲလဲခွင်းနေပေါ့လဲခွင်းနေရေဟုတ်တယ်ရေဟုတ်တယ်အခုဒါသုံးပေလောက်ရေအမြင့်ဖို့ထားတုံးပေလောက်အဲ့ဒါလည်းသူတို့ဒီပေအင်း300လောက်ကုန်နေထင်တယ်အကုန်လုံးဥဆောင်ပြီးသူတို့ကလုံနေဆိုကြပါဆိုဒီထက်မှာကြောင်းရှိဆိုကြည့်လိုက်တွေ့ပါပေါ့မှာကားရတဲ့ကားပတ်လေးလေးတခြားနေရာနဲ့မတူအဲ့ဒါလည်းသူတို့လုံထတာပဲအဲ့ဒါလည်းမနေဘူး400 500ကုန်နေမြောင်းဖုံးနေပါလိမ့်နဲ့ကြောင်းထဲမှာလိုအပ်တဲ့ပစ္စည်းပစ္စည်းမှန်သမျှတော့ အခုချိန်ကတော့သူတို့ကပဲအလုံးထောက်ပံ့နေတာဟိုလေသားမီးကတော့အဲ့လိုလူရပါတယ်လူရပါတယ်သူတက်နေတော့လူရပါတယ်နော်သေဆုံးလေးတွေဟိုထဲဒီထဲပိန်နေလဲလူကြဒီထဲလဲလူကြတာတွေရှိပါတယ်အဲ့လိုပဲလုပ်နေကြတက်နိုင်တဲ့ဘက်ကပေါ့လေဟိုဘိုးဦးကြီးနဲ့တန်တကားနဲ့ကတော့ကုသိုလ်ရှင်တူအဲ့ဒီကုသိုလ်ရှင်တူကလည်း तू ကလိုချင်ပါတယ်ပြောလို့မနေ့တောင်းပန်ပြီးအဲ့ဒီရှာရိုးရာကိုမေတ္တာရက်ခံပြီးတော့ဒါတော့သူတို့ကသိမ့်မပေးခြင်းဘူး လုတ်ထားတာမနေဘူးအဲ့ဒီဥယျာကိုသူတို့ကုမ္ပဏီကလုတ်တာဘူးပိန်350လို့ပြောတယ်မနေဘူးသူအဲ့ဒါလေလူရယ်လို့ဖြစ်လာရင်တော့နော်လောကဓာန်တရားတွေဆိုတော့မတွေ့ဘဲနဲ့မတွေ့ချင်လို့မရဘူးအကောင်းဘက်က၄မျိုးအဆိုးဘက်က၄မျိုးအဲ့ဒါကို၈မျိုးလို့သုံးတာပေါ့နော်ဗမာလူပြောရင်တော့အတက်နဲ့အကျချမ်းသာနဲ့ဆင်းရဲနော်အကောင်းနဲ့အဆိုးအသွားနဲ့အပြန် အမြဲတမ်းသူကအစုံလိုက်အစုံလိုက်လေးလေးရှိနေတယ်စုံလိုက်လေးရှိတယ်အဲဒီတော့အစုံလိုက်လေးရှိတဲ့ဘက်မှာအကောင်းဘက်ကတော့တမင်လို့ယူရတယ်အဆိုးရဲ့သဘာဝကတော့လို့ယူစရာမလိုဘူးလောကမှာသူတော်ကောင်းနဲ့သူယုံမာတဲ့နှစ်မျိုးတည်းပဲရှိတာသူတော်ကောင်းဖြစ်ဖို့ကြတော့မနေ့ပြုပြင်ပြီးတော့ယူရတယ်သဘာဝအတိုင်းတောင်ကြီးတွေကထွက်လာတာကြောက်တုံးကြီးပဲနော်အင်မတန်မှတတ်ပေတဲ့ဗုဒ္ဓရုပ်ဘွားတော်ထူးခြင်းနဲ့ အသုံးကြတဲ့အယုတ်လေးတွေထုတ်ရင်လည်းဆိုရင်တမင်လို့ယူရတာဟုတ်တယ်မလားနော်မြေတွေကထွက်လာတာပုံတော်ကြီးတွေထွက်မလာပါဘူးဘယ်ဟာမဆိုပြုတ်ပြင်ယူရတယ်အကောင်းအတွက်သွားဖို့ရတယ်အကောင်းနဲ့အဆိုးအတက်နဲ့အကျစဉ်းစားကြည့်လိုက်ပေါ့သဘာဝတရားရဟောဒီမှာပစ္စည်းလေးတစ်ခုကိုအပေါ်မြှောက်လိုက်မြှောက်လိုက်လို့တက်သွားတာသူနော်အရှင်းကြတော့လိုသေးလားဘသူကမှဆွဲချနေကြမလို့ဘူးသဘောပေါက်တယ်မလားနော်အဲမြှောက်သွားဖို့ကြတော့မြှောက်ရတယ်အားဆက်ရတယ်အရှင်းရတော့သူကသူစဉ်း ဟိုကသူကြာလာမှာပေါ့အဲ့ဒီသဘာဝအတိုင်းပဲအဲ့ဒီသဘာဝတည်းလူသားတွေရဲ့သဘာဝကအကောင်းနဲ့အဆိုးဆိုရင်အကောင်းတွေကတော့အားဆိုင်ရတယ်အဆိုးတွေကတော့အားဆိုင်စရာမလိုပါဘူးအဲ့ဒါလိုပဲကုသိုလ်နဲ့အကုသိုလ်ပေါ့ကုသိုလ်ဆိုတာအကောင်းကိုပြောတာအကုသိုလ်ဆိုတာအဆိုးကိုပြောတာအကုသိုလ်တွေကတော့ဘာမှအားဆိုင်နေစရာမလိုလူတွေရဲ့သဘာဝကိုပါပတမင်ရမတိမနှောတဲ့မကောင်းတဲ့ဘက်ကိုစိတ်ညွတ်တယ်စိတ်ညွတ်တယ်နော်ဒါကြောင့်မို့လို့ အကောင်းဆိုတာတော့ရေဆန်ပဲရေဆန်ပဲလှော်ရမယ်မလှော်နိုင်မဲ့တော့ရေဆန်ကိုမတိုးနိုင်ဘူးဟုတ်တော့မလားနော်အာကုသူကမကောင်းတာကတော့အစုံပဲဘာမှလုပ်နေစရာမလိုဘူးငုတ်တုတ်ထိုင်နေသူ့အတူမျောသွားမှာပဲပါသွားမှာပဲဟုတ်တော့မလားနော်ဒါကြောင့်မို့လို့ဆန်လန်းဖြစ်တဲ့ကုသိုလ်တရားတွေပေါ့ကုသိုလ်တရားဆိုတာစားလို့ပေးလို့သုံးတာပါမမလိုပြောရင်တော့အကောင်းပေါ့နော်ကာယကံမှုအကောင်းဝစီကံမှုအကောင်းမနောကံမှုအကောင်းတွေပဲ ဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့အားလုံးဟိုခနေ့ဘွေးနေရှင်ဓမ္မကြီးဒေါနီနီလုံးနဲ့တော့အားလုံးသောပိဋကပေါင်းသူတော်ကောင်းတွေကိုဘုန်းကြီးကတော့ဓမ္မလက်ဆောင်အသိဉာဏ်လေးဝေမျှခြင်းတာပါပဲဗျာကဲဒီလောက်ပါပဲเนาะဟုတ်ပါပြီเนาะအင်္ဂလာပါရှင်ဆရာတော်ကြီးရဲ့မဟာအုပ်ကြီးကျောင်းရောက်တဲ့အကြောင်းလေးပြောပါဦး။အသက်60မွေးနေ့လေးမှာ ဟိုကျမထိုင်းနိုင်ငံမှာဟိုပရာဟိတဆံပြထူးချွန်စုသွားอยู่ရင်အပြတ်မှာဆရာတော်ဘုရားကြီးနဲ့လေစိတ်မှာတွင်းနဲ့တပည့်တော်မှမွေးနေ့လေးဖုံဖုံเจ้าမှာဟိုကန့်ထက်မင်္ဂလာပြုရင်းနဲ့ဆွန့်ကပ်ပြစေဆိုပြီးရှောက်ခဲ့တာပါကိုတကြောင်ဒီနေ့ကျမမွေးနေ့လေးမှာစွန့်လာကတ်တာပါရှင်ဆိုပဲနော်စွန့်စွန့်ဟင်းနေရတယ်ဟုတ်ဟိုစွန့်ဟင်းကညမလေးက အဲစင်ကာပူနိုင်ငံနေပြီးတော့ဟိုဒီဝယ်ချမ်းပြီးတော့ပို့တာပေါ့နော်ဆော်လမွန်ငါတို့နောက်ပြီးတော့ကျမတို့ငဘက်ဦးတို့ပဇွန်ထုတ်တို့နောက်ပမာချက်ကလေးအဲ့လိုမျိုးလေးပေါ့လေဖွဖွဲရရလေးဖမုံကိုချက်ကတ်တယ်နောက်ပြီးတော့ဟိုနောက်ရက်တွေနောက်ရက်တွေအတွက်လဲငရမ်း6000ကျော်တို့ငပြားရီကျော်တို့ကမွန်းကျင်ရဲ့1000ကျော်တို့ဒါတွေကလဲနောက်ရက်တွေ ုံပုံဖုံးပေးဖို့အတွက်လဲကြော်လော်လာတယ်အဲ့လိုကျမရဲ့သားလေးကပြီးတော့ကျမတို့ဒီဖုံကြီးစွန့်ကပ်ဖို့အတွက် အမေမျိုးစုံကိုချက်ပြုတ်လှူဒန်းတာပါကျွန်တော်တို့ကြည့်တာတော့ဒေါ်ဒီအဲ့ဒီတိုင်းရင်းလာရေးကိစ္စတွေအဲ့ဒီရေးကိစ္စတွေပရိုက်တာကိစ္စတော်တော်လုံးမိတာတွေ့တယ်ပါရီလုတ်ဖြစ်နေပြီးတော့ဘာကြောင့်လုတ်နေတာလဲပြောပြပါဦး။ကျမငလင်ပေးပေါ့ ငလင်ဘေးကို ကျမကတရားရိပ်သာဝင်နေတို့နေပြည်တော်မှာကိုတွေ့ကြုံခဲ့ရပါတယ်ငလင်ဘေးကိုကြုံခဲ့တယ်ကျမအဲနောက်ရက်တွေမှာ ကိုတွေ့သမင်းနေဟင်းနေချက်ပြီးတော့လှူဒန်းနေကျမလွန်ခဲ့တဲ့15နှစ်ကဝေလူကျော်ဖောင်ဒေးရှင်းမှာကျမကိုဝေလူကျော်ရဲ့ညီမလေးနဲ့တငယ်ချင်းတွေဖြစ်တဲ့အတွက်ဒီပထာဟိတလုပ်ငန်းတွေရေဘေးတို့လေဘေးတို့ ်နောက်ပြီးတော့လွိုက်ကောမှာမြေပြိုးတဲ့ဘေးတို့အဲ့ဓာတွေကို ကျမတို့ကိုဝေလူကျော်ရဲ့ညမလေးနဲ့ဆန်းဆန်းတမကျမအဖော်ဘောလှူအားပေးအဖော်နေနဲ့ကျမပရာဟိတာတွေလိုက်လုပ်တယ်ကိုဖက်မှာလည်းကျမအဲဒေါက်တာကိုအောင်ကျော်မိုးတို့ရုပ်ရှင်မင်းသမီးမိုးခမ်းတို့နဲ့အတူတူအိုပစ်လူနာတွေပေါ့တေသွားတယ်ဆိုရင်အဲကျမကိုခေါ်ပါတယ်ကျမတို့ရက်ွက်မှာ လူသိရင်ကျမမပါရင်မပြီးပါဘူးအဲ့တော့ကလေးလောင်းပဲဖြစ်ဖြစ်တလိษံနေအများဆုံးကျမဇလုံးကြီးတဲ့ကိုထည့်ပြီးတော့မကိုတိုင်းကားဘော်ကိုတင်တယ်ကျမရေဝင်းမှာသွားပြီးတကြိုးတယ်မဲကိုဖစ်သုံးချိန်လုံးကျမအိမ်မှာကျမမနေရပါဘူးမျိုးသားဆို ကလေးတွေကူမှာဆိုလို့အဲလူသေးလောင်းနေထမ်းတဲ့မိန်းမအိမ်မော်မတက်ရဘူးဆိုရင်ကျမဓလေကားထဲမှာချင်းစေးထုံးပြီးမြဲတမ်းအိပ်ရပါတယ် ဲ့လိုပရာဟိတကိုအမျိုးသားကအော်ဟောက်ငံပြီးတော့တကယ်တော့သူကစေတနာအမှားပါကျမနှလုံးရောကလည်းရှိတယ်စီးကျို သွေးကျို ရှိတဲ့အတွက်ကျမဒီကိုဗစ်လူနာတွေကိုထမ်းရင် ကျမယောဂါကူးမှာဆိုတော့ကျမကိုဗစ်ပီပီဝတ်ဆောင်ကကျမခန္ဓာကိုပေါက်နှရာအောင်မဆက်မအောင် အဲ့အတွက်ကျမကဟိုဟိုလွတ်ဒီလိုလေးထဲမှာယောဂပို့လဲကျမမကူးဆက်ခဲ့ပါဘူးကိုဗစ်၃ငိန်လုံးကမနေ့ဖန်လို့ဆုံးတော့မယ်ဆိုဒီနေ့ကျမကိုလာခေါ်တယ်ကျမဖះစာရုပ်ပေးတယ်သူတို့ စားကျင်တယ်ဓမ္မကလေးတွေသွားဝယ်ပေးတယ်ကျမထမင်းချက်လက်ရာကောင်းတော့ကျမထမင်းလေးလေးတွေချက်ပြီးတော့သွားသွားပို့ပါလေရှင်ကျမမလေးရှားနိုင်ငံမှာပရာဟိတစံပြထူးချွန်စုတခါရရတယ်ထိုင်းနိုင်ငံမှာ ပရာဟိတဆံပြအထူးကျွန်စုနှခါရတယ်။နောက်ပြီးတော့ထိုင်းပြည်မင်းမြတ်ကပေးအပ်တဲ့ဂုံနူးဆောင်တစိုက်လဲရပဲ6ဆုရှိပါပြီရှင်။ကျမပရာဟိတနဲ့ပတ်သက်ပြီးတော့ဒီနိုင် စင်ကာပူနိုင်ငံမှာလဲကျမပရာဟိတဆံပြခေါင်းဆောင်ဆုရခဲ့ပါတယ်ရှင်။အနာကြီးရောက်ပါတယ်။ဟုတ်ကဲ့ရှင်ကျမရဲ့သားလေးရလေကျမနဲ့မွေးလာတူပဲပေါ့နော် ကျမနဲ့အတူတူဆိုတော့ ကျမကမယန်းချောင်းအနာကြီးခေယာမှာလူကုံမော့130ကိုကျမအမျိုးသားတွေဆို ကိုရင်ကြီးဝတ်ပေးခဲ့တယ်အမျိုးသမီးတွေဆိုရင်တိလရှင်ဝတ်ပေးခဲ့တယ်တရားပွဲ15ညတိုင်တိုင် ကျမကတရားပွဲတွေလည်းကျင့်ပပေးခဲ့တော့ဒီကျမမွေးနေ့လေးမှာ ကျမကြောင်မဲဆရာတော်ကြီးကိုတရားပွဲ ကျမဟိုတရားပွဲလေးလည်းကျင့်ပတယ်နောက်ပြီးတော့ကျမစားဖို့တောက်ဖို့တွေနောက်ပြီးအဝတ်ထည် ဟိုတပတ်နွမ်းလေးတွေကျမသားရုပ်ရှင်ရိုက်ပြီးကျမသားမဝစ်တော့တပတ်နွမ်းလေးတွေဟို ကျမလှူဒန်းသွားမှာပါရှင်ကျမဒီလို အစင်မှုနိုင်ငံမှာနေထိုင်နေလူလေးရနေကောင်းစီသူညီမလေးဝေဖြိုးမနှမ်းနွယ်အောင်မအေးမှုကိုကြီးကိုနေဝင်းတော့ကနေပြီးတော့ကျမအမကြီးမွေးနေမှာကြိုက်တာလူဆိုပြီးတော့ငွေတွေပို့ပေးတာသူတို့ရဲ့ငွေတွေကြောင့်ကျမလှူနိုင်တန်းနိုင်ပါတယ်အဲ့ဒီအတွက်ကျမရဲ့ ဘွားဆက်ဆက်ကတော်ခဲ့တယ်မိအောင်ဖောင်ဆွေမိညာဒီပေါင်းနဲ့ကွယ်လွန်သွားတဲ့အဖေအမေအတွက်ရည်စူးပြီးတော့ကျမပြည့်ပြည့်သမျှကုသိုလ်ကျမနဲ့ထက်တူကျမနဲ့ထက်တူထက်မြက်ခွန်းနဲ့တန်းသမီးပေါင်းရရှိပါစေလို့အမြတ်တမ်းများလည်းပေးပါတယ်ရှင်